ကုန်သွယ်ရေးကဏ္ဍတိုးတက်ဖို့အတွက်လုပ်ငန်းစဉ်6ရပ်ကိုအကောင့်ထည့်ဖော်ပြီးလှုပ်ဆောင်သွားမယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာသန်းမြင့်ကပြောပါတယ်။ AB 24ရက်နေ့ကရန်ကုန်မြို့ UMSCCI မှာပြုလုပ်တဲ့လုပ်ငန်းရှင်တွေနဲ့ပဏာမတွေ့ဆုံတဲ့အခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပြီးအဲ့ဒီခမ်းအနားကိုတိုင်းနယ်ပြည်နယ်အသီးသီးကကုန်သွယ်နဲ့စက်မှုဖွဲ့ဝင်တွေတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။လှုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်6ရပ်ကတော့ကုန်သွယ်မှုဆိုင်ရာဖြေလျှော့မှုတွေကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့ စစ်ဆက်ညှိနှိုင်းရေးတွေအပါအဝင်စားသုံးသူအကွာအကွယ်ပေးရေးတွေကိုလည်းအ धिक မူဝါဒတွေဖြင့်ဆောင်ရွက်မယ်လို့ဆိုပါတယ်မြန်မာနိုင်ငံအထက်ကျောက်လုပ်ငန်းရှင်များအသင်းကိုကိုစားပြုဆွေးနွေးထားတဲ့အချက်ကတော့အထက်ကျောက်လုပ်ငန်းတွေအနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေဟာပုံကုံလုပ်ငန်းအပြည့်တဲ့ငွေလဲလှယ်မှုနှုန်းထားလက်ရှိလုပ်သားဥပဒေအလို့ရှင်အလို့သမားဆက်ဆံရေးနဲ့ဘူရိုကရေစီရန်ရရလေကြောင့်အခက်အခဲရှိတယ်လို့ဆိုပါတယ်မွန်ပြည်နယ်ကုန်သက်ဆက်မှုအသင်းရဲ့ဥက္ကဋ္ဌကတော့ ကွန်တမှုဖွံ့ဖြိုးဆိုရင်ရန်ကုန်မန္တလေးလိုနေရာတွေကိုပဲဦးစားမပေးပဲတပြေးညီဖွံ့ဖြိုးအောင်လှုပ်ဆောင်ပေးဖို့ ਨੇ လမ်းမဆက်တော်ရေးကိုလည်းအဓိကထားဆောင်ရွက်တင်တယ်လို့ဆိုပါတယ်တွေ့ဆုံပွဲမှာတက်ရောက်ဆွေးနွေးခဲ့သူတွေရဲ့အကြံပြုချက်တွေနဲ့အချက်အလက်တွေကိုရှင်းဆက်လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေမှာထည့်သွင်းအကောင့်ထဲပေါ်ဆောင်ရွက်တော်မယ်လို့လည်းဝန်ကြီးကပြောပါတယ်မြန်မာနိုင်ငံရဲ့ကွန်တမှုအနေထားဟာပြည်ပသူကုန်များပြနေပြီးပြည်တွင်းထုတ်လုပ်မှုအားနည်းချက်ကြောင့်ပို့ကုန်ပမာဏနှေးပါနေတယ်လို့သိရပါတယ်အစိုးရအသည့်အနေနဲ့ပို့ကုန်တိုးချဲ့မြင့်တင်ရေးပြည်တွင်းစားသောက်မှုနဲ့ကုန်ထုတ်လုပ်ငန်းတွေအတွက် ကုန်စည်တွေဖူလုံဖို့နဲ့ဈေးနှုန်းတည်ငြိမ်ရေးကိုဦးစားပေးလှုံ့ဆော်သွားမယ်လို့ဆွေးနွေးပွဲမှာသိရပါဗျာ။